တရုတ်ကထိုင်ဝမ်ကိုမကြခင်မှာတိုက်နိုင်ခြေရှိတယ်လို့သတင်းတွေထွက်နေပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းလေးမကြခနာပြုလုပ်နေကြဆေးလေ့ကျင့်မှုတွေကိုတိုက်ခိုက်မှုဖြစ်တာတကယ်လို့ရုတ်တရက်ပြောင်းလာရင်ထိုင်ဝမ်ကတပ်ဖွဲ့တွေကို မြန်ဆန်စွာရွှေ့ပြောင်းမဲ့စွန့်ရည်ကိုမြင့်တင်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဝဲလန်ဒန်ကူးကပေါ်ထူးနေမှာပြောပါတယ်။တရုတ်ကသာရုတ်တရက်တိုက်ခိုက်လာရင်တပ်ဖွဲ့တွေကိုမြန်ဆန်စွာရွှေ့ပြောင်းမဲ့အ мян တုံ့ပြန်ခြင်းစီးကလေးချင်းမှုကိုတင်းနယ်လာနေမှာစတင်ခဲ့ပါတယ်။ စည်ရည်လေးကျင်းမှုစတင်တဲ့ရဟာထိုင်ဝမ်သမ္မတလာရှင်တွေရဲ့ခွဲထွက်ရေးဝါဒအတွက်အပြစ်ပေးမှုဖြစ်တယ်။တရုတ်ကထိုင်ဝမ်နီတိုက်လေယာဉ်59စင်းနဲ့စစ်သင်းဘောတွေဆေလွတ်မှုနဲ့တိုက်ဆိုင်ခဲ့ပါလေ။တရုတ်စစ်တပ်အတွက်စည်ရည်လေးကျင်းမှုတွေကလည်းတိုက်ခိုက်မှုဖြစ်ပျောက်မှုကအရင်ကျွန်တော်တို့ထင်မြင်ခဲ့သလိုအခြေအများကြီးမလိုအပ်ပါဘူး။ကျွန်တော်တို့ရန်သူရဲ့အဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားရမယ်လို့ဝယ်လန်နန်ကူးကပြောပါလေ။ စေလေးကြီးမှာထောင်လိုင်းရင်တဲ့နဲ့ချင်းချောက်ကဲဖြတ်ချက်တွေပေါ်မူတည်လိမ့်မယ်လို့သူကပြောပါလိမ့်။နုံနုံကြကြမရှိလို့စုံတရားဖြစ်လာရင်ကျွန်တော်တို့တိုက်ပွဲဝင်ဖို့အစဉ်သင့်ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါလိမ့်။စီလီချင်းမှုအတွင်းမှာထိုင်ဝမ်တပ်ဖွဲ့ကတိုင်ပင်မြို့ပြင်မှာရှိတဲ့အရေးကြီးစစ်ကမ်းတစ်ခုနီးကန်တက်အတားအဆီးတွေတပ်စင်ကမြေပြင်ဝေဟင်ခွင်းတုံးကြီးတွေဖြန့်ကျက်ခဲ့ပါတယ် တရုတ်ဟာဗျမ်းမြောက်ဆေးရခန်းတိုက်လေရင်တွေစစ်သင်္ဘောတွေတုံးပြီးထိုင်ဝမ်ကျောင်းနီးမှာစီးရီးလေ့ကျင့်မှုတွေပုံမှန်ပြုလုပ်ဖို့ကြိုးပမ်းနေတယ်လို့ထိုင်ဝမ်လုံခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။အခုလိုမျိုးတရုတ်ဘက်ကစီးရီးလေ့ကျင့်မှုတွေခက်ဆိတ်ဆိတ်လုပ်လာတဲ့ကိစ္စဟာစိုးရိမ်ဝယ်ကောင်းတယ်လို့ပြောပါတယ်။ကဘာကြီးဟာလောလောဆယ်မှာရုရှားယူကရိန်းအရေးကိစ္စတွေဟာမတ်ဟစ်ဘူလာအရေးကိစ္စတွေအရှေ့လက်ပိုင်းကိစ္စတွေနဲ့တိုင်ပတ်နေတဲ့အချိန်မှာတရုတ်ဘက်က ထိုင်ဝမ်ကိုဝင်ရောက်သိမ်းနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတာဖြစ်ပါတယ်။တကယ်လို့ဒါအဲ့ဒီလို ဖြစ်လာရင်ဘယ်သူကမှကာပါပေးနိုင်မှာမဟုတ်ပါဘူး။အခုဓာတ်ပုံတွေမှာဆိုရင်တရုတ်စစ်တပ်ကနေထိုင်ဝမ်ကိုကျူးကျော်ဆစ်ဆင်တဲ့အခါသူရဲ့တပ်ဖွဲ့ဝင်တွေလှည့်လင်းမြန်မြန်ကန်တက်ဖို့အတွက် အထူးပြုလုပ်ထားတာတွေကိုမြင်ရတာဟာကြောချမ်းစရာပါဒီသင်းမောတွေမှာမီတာ100ကျော်အထိစမ်းထုတ်နိုင်တဲ့တံတားတွေပါပြီးကန်ဆက်ရေပြင်ကနေကမ်းပေါ်အထိစစ်ရင်တွေကိုအလှည့်မြန်ပို့ပေးနိုင်အောင်ဒီဇိုင်းထုတ်တာပါလေ တဟာထိုင်ဝမ်ကိုတိုက်တဲ့အခါဘလို့ကန်းကျေမျိုးမှမစိုးကန်းတက်ဆစ်ဆင်လို့ရအောင်အထူးတိစောက်ထားတဲ့ကန်းထိုးသင်္ဘောတွေဖြစ်လာပါတယ်။နိုင်ငံကာလေးလာသူတွေကတော့ဒီသင်္ဘောတွေကို invention batch လို့ခေါ်ပါတယ်။ကနဦးယူဆချက်မှာဆိုရင်တယောက်ကထိုင်ဝမ်ကိုကျူးကျော်တဲ့အခါကန်းတက်ဆစ်ဆင်ရည်တွေလောက်ရပါမယ်။ထိုင်ဝမ်တွင်စစ်သည်အင်အားနဲ့တကြက်ကရင်အမြောင်များကန်းတက်ဖို့တင့်တော်တဲ့ကန်းကျစ်ဆိုတာအတိုင်းငယ်ပဲရှိပါတယ်။ဒီလိုကန်းတက်ဖို့တင့်တော်တဲ့ကန်းကျစ်နေရာတွေကိုထိုင်ဝမ်ကနေပြီးတော့ အခိုင်အမာခံစစ်ပြင်ပြီးခုခံလာနိုင်ပါလေ။နောက်ပြီးတော့ငါးဖန်းရွာစိတ်ကန်းအဆရှိတဲ့နေရာတွေမှာလိုကန်တက်ဆစ်စင်လို့ရနိုင်ပေမဲ့တရုတ်ကဘယ်နားမှာကန်တက်မလဲဆိုတာ ထိုင်ဝမ်တို့တော့မှန်းဆရလွယ်ကူစေပါလေ။ဘယ်နားကန်တက်မလဲမှန်းဆလို့ရရင်ထိုင်ဝမ်အတွက်ခံစစ်ပြင်ဖို့အင်အားစုဖွဲ့တာတွေလွယ်ကူစေမှာပါ။ဒါအပြင်စိတ်ကန်းတွေစိတ်ခံတနာတွေကိုတရုတ်ရဲ့ invasion force တွေသုံးမြောက်ကျွတ်တင်ဖြစ်စီပြီးတရုတ်ရဲ့စစ်စင်ရေးကိုနှောင့်နှေးအောင်လုပ်နိုင်ကြတဲ့ရှိပါတယ် စိတ်ကန်းကလို့မရအောင်မိုင်းထောင်တာစိတ်ကန်းကိုတင်းခဲ့ရင်တော့စိတ်ကန်းရဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေလုပ်ပြီးထိခိုက်ပျက်စီးစေတာစိတ်ကန်း area တွေတင်းမောတွေကိုမြုပ်ပြီးတရုတ်ရည်တဲ့တင်းမောတွေအနားကမရအောင်လုပ်တာဒီနောက်ဆက်တွေသာထိုင်ဝမ်ဘက်ကလှုပ်လာမယ်ဆိုရင်တရုတ်ဟာအချိန်ယူဖြည့်ရှင်ရမယ့်ပြဿနာဖြစ်လာနိုင်ပါတယ်အခုလိုစိတ်ခံတံတားလိုတုံးနိုင်တဲ့တင်းမောတွေနဲ့ဆိုရင်တော့တရုတ်အနေနဲ့ကန့်တတ်ဖို့နေရာယူတဲ့အခါကန့်တတ်ချက်တွေနည်းသွားနိုင်တာဖြစ်ပါတယ် လက်ရှိမှာတော့တရုတ်ကတော့စဉ်းစားစားစရာပြင်ဆင်စရာတွေအများကြီးလုပ်နေပါတယ်။တခုတွေးစရာကောင်းတာကတရုတ်ရဲ့ဒီကန်ထိုးသင်္ဘောကြီးတွေဟာတရားခင်းထားချိန်ညင်နေတဲ့ပြစ်မှတ်အသေးကြီးတွေဖြစ်နေပြီးထိုင်ဝမ်နဲ့အမေရိကန်ဘက်ကသာဒုံးကြီးတွေနဲ့တက်ခတ်လိုက်ရင်ဘလို့ကောက်ွက်နိုင်မလဲဆိုတာပါ။တရုတ်ကတော့ထိုင်ဝမ်ကိုကျူးကျော်ပြီးကတ်တက်ဆစ်စင်နိုင်ဖို့တစ်စင်းတစ်စင်းပြင်ဆင်နေတယ်ဆိုတာဟာတသက်သေထွက်လာတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အမေရိကန်သမ္မတထရန့်ဟာပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းမယ်ဆိုတဲ့သတင်းနဲ့ထွက်လာတော့အားလုံးကအံ့အားသင့်သွားပါတယ်။သမ္မတထရန့်ဟာသူ့မဲဆွယ်ဂရီကိုအတိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းတဲ့သမ္မတရဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမြင်ကိုမတ်၂၀မှာလက်မှတ်ထိုးတယ်လို့အင်ဂျီနော်မှတ်တမ်းကိုကိုကာဗီရိုက်တာကဖော်ပြပါတယ်။ဒီအမိန့်ကိုလက်မှတ်မထိုးရင်ကတည်းကဒီမိုကရက်တွေအာဏာရထားတဲ့ပြည်နယ်တွေကပြည်နယ်ရှင်းလင်းချုပ်တွေစုပေါင်းပြီးကြိုတင်ကောက်ွက်ထားပါတယ်။ ထရန့်ကပညာရေးဌာနကိုမဖျက်သိမ်းအောင်ဟန်တားဖို့ပြီးခဲ့တဲ့အပတ်ကကြေညာထားတဲ့ပညာရေးဝန်ထမ်းထောက်ဝက်နေပါရှော့ချမှုကိုရပ်တန့်ဖို့တရားစွဲဆိုထားတာဖြစ်ပါတယ်။ဥဆောင်ရက်ဘတ်အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NAACP ကလည်းဒီမိတ်ဟာအခြေခံဥပဒေနဲ့မညီဘူးလို့ဝေဖန်ခဲ့ပါတယ်။ NAACP ဥက္ကဋ္ဌဒါရစ်ဂျွန်ဆန်ကထရန့်ကိုမဲပေးခဲ့တဲ့မိပါတွေရှိတဲ့စင်ရဲတဲ့အတိုက်အဝန်းတွေကျေးလက်အတိုက်ဝန်းတွေပါဝင်ရေးသွေးပြင့်မိတဲ့ပညာရေးတွေအတွက် ြည်တော်စုညံပုံငွေကိုမှီခိုနေရတဲ့ American ကလေးငယ်သန်းပေါင်းများစွာအတွက်မှောင်မိုက်တဲ့နေ့ဖြစ်ပါတယ်လို့ကြေညာချက်မှာဆိုပါတယ် Trump နဲ့ DOGEG ရဲ့ Elon Musk တို့ဟာလွတ်တော်ရဲ့အတီးပြုချက်မျိုးပဲ American ရဲ့အပြည်ဆိုင်ရာဖွံ့ဖြိုးရေး agency USA လို့ဖွဲ့စည်းတယ်နဲ့ program များပြောက်ပိတ်သိမ်းမှုစီစဉ်နေပါတယ်။ဒါပေမဲ့ Cabinet အဆင့်ဝန်ကြီးဌာနတစ်ခုကိုပိတ်သိမ်းမှုကတော့ပညာရေးဌာနဟာပထမဆုံးပြစ်မှတ်ထားခံရတာဖြစ်ပါတယ်။ လွတ်တော်ကဥပဒေပြုမပေးဘဲနဲ့ပညာရေးဝန်ကြီးဌာနကိုအပီးတိုင်ပိတ်လို့မရတဲ့အတွက်ခက်ခဲမှုတော့ရှိနေပါလေ။ Trinya Republican Party ဟာအထက်လွတ်တော်မှာအမတ်နေရာ53နေရာအောက်လွတ်တော်မှာ48နေရာနဲ့လူများစုဖြစ်နေပါလေ။ဒါပေမဲ့ကက်ဘိနက်အဆင့်ဌာနတစ်ခုဖြတ်သိမ်းဖို့မှာတော့မဲ60ထိလိုတဲ့အတွက်ဒီမိုကရက်ဘက်က9ယောက်ပါထောက်ခံမှရနိုင်မှာဖြစ်ပါလေအထက်လွှတ်တော်ဒီမိုကရက်တွေကတော့ပညာရေးဝန်ကြီးဌာနဖြတ်သိမ်းမှာကိုထောက်ခံတဲ့သဘောထားလုံးဝမပြပါဘူး ပြင်ဆင်ထားတဲ့အမိန့်မှာပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းပြီးတော့ပညာရေးဆိုင်ရာလောက်ပိုင်ခွင့်အာဏာကိုပြည်내တွေကိုပြန်ပေးဖို့အရေးအစဉ်ပြေချုံးမွေအောင်လို့လိုအပ်တဲ့အစ်စ်နဲ့အားလုံးဆောင်ရွက်ဖို့ပညာရေးဝန်ကြီးလင်ဒါမခွန်ကညွှန်ကြားထားပါတယ်။အချိန်တည်းမှာပဲအမေရိကန်နေမိခိုနေရတဲ့ဝန်ဆောင်မှုတွေ program တွေခန်းစားခွင့်တွေထိထိရောက်နေကြားလက်မရှိဆက်လက်ပံ့ပိုးနိုင်ရေးတေချအောင်ဆောင်ရွက်ဖို့လည်းညွှန်ကြားထားပါတယ်။ ကျန်ရှိနေသေးတဲ့ပညာရေးဝန်ကြီးဌာနရန်ပုံငွေရနေသေးတဲ့ program တွေလှုပ်ရှားမှုတွေဟာလည်းပြောရမစွင်တော့ဆက်လက်မလုပ်ဆောင်ဖို့ညွှန်ကြားထားပါတယ်။ပြည်တော်စုအဆင့်ပညာရေးဝန်ကြီးဌာနဟာတကယ်လူလိန်လူကြီးလို့ထွန့်ကခေါ်ခဲ့ပြီးပထမတက်တန်းကလေးကပြိပင်ဖို့စူးစမ်းခဲ့ပူပေမဲ့လွတ်တော်ကသဘောမတူခဲ့ပါဘူး။ပြည်တော်စုအစိုးရကပညာရေးကိုထိန်းချုပ်ထားတာဟာចောင်းသားဆရာမိဘတွေအတွက်အလုံးမဖြစ်ဘူးလို့အင်ဖြူတော်မှတ်တမ်းမှာဖော်ပြထားပါတယ်။ ဒီဌာနဟာ1989ခုနှစ်စတင်ဖန်တီးချိန်ကစလို့ဒေါ်လာ3 trillion ထိသုံးခဲ့ပေမယ့်စံပြုစစ်ဆေးမှုရမှတ်တွေနဲ့တိုင်းတာမှုမှာចောင်းသားတွေရဲ့အောင်မြင်မှုကိုတိုးတက်မလာစေဘူးဆိုပြီးဝေဖန်ခံနေရပါတယ်။ဒီဌာနမဖန်တီးခင်တုန်းကပညာရေးဌာနဟာကျန်းမာရေးပညာရေးနဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဆိုတဲ့ပေါင်းစည်းထားတဲ့ဌာနအောက်မှာရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ပူတင်နဲ့ထွန်ကြားတဲ့မှာပြန်လည်ယုံကြည်မှုရရှိသွားပြီလို့ Kremlin ကပြောပါတယ်။ရုရှားသမ္မတပူတင်နဲ့ American သမ္မတထရန့်တို့ဟာပြန်လည်နားလည်မှုရရှိခဲ့ပြီးယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ကြောင်း Kremlin နဲ့တော့ကထုတ်ပြန်ပါတယ်။ကောင်းဆောင်လို့ဟာဆူဆိုးဝါထိခိုက်ခဲ့တယ်။ American Russia ဆက်ဆံရေးကိုတဆင်ချင်းစီပြန်လည်ထင်းသိမ်းမှုဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ူတင်နဲ့ခန့်လို့ဟာမလ18ရက်နေ့ကဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ပြီးပူတင်ကယူကရိန်းရဲ့စွန့်ရင်အဆောက်အုံတိုက်ခိုက်မှုအားဂျာယီညံ့နာဖို့သဘောတူခဲ့တယ်လို့ကရမလင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်။ဒါပေမဲ့ထရန့်ကအဆိုပြုပေးခဲ့တဲ့ရုရှားယူကရိန်းရက်30ကြာအပြစ်ခတ်ရစရည်ကိုအတည်ပြုဖို့ပူတင်ကညှင်းဆိုတယ်လို့ပက်စကော့ကဆိုပါတယ်။ယုံကြည်မှုပြည့်နဲ့ကျွန်တော်ပြောနိုင်တာကသမ္မတပူတင်နဲ့ထရန်တို့ဟာတယောက်နဲ့တယောက်ကောင်းမွန်စွာနားလည်ထားပြီ တယောက်နဲ့တယောက်ယုံကြည်ကြပါလေပြီးတော့ Russian American ဆက်ဆံရေးကိုလည်းတဆင့်ချင်းစီပြန်ထူထောင်ဖို့ပူးပေါင်းဆောင်ရွက်သွားခြင်းနေကြတယ်လို့ Dimitri Peskov ကဆိုပါလေနှစ်နိုင်ငံသမ္မတနှစ်ဦးကြားတိုက်ရိုက်ဖုန်းဆက်မှုနဲ့ဗီဒီယိုဆက်သွယ်မှုဟာအရေးကြီးပါတယ်အရင် American သမ္မတ Joe Biden လက်ထက်ကတော့ဒီလိုဆက်ဆံမှုတွေမရှိသလောက်နှေးပါခင်ပါတယ်ရုရှားနဲ့အမေရိကန်ဟာအရင်ကြီးမားတဲ့နိုင်ငံတွေဖြစ်ပါတယ်။အရင်အမေရိကန်ဆိုရလက်ထက်ကတော့ဆက်ဆံရေးတွေပြည့်စည်ခဲ့ရတယ်လို့ဒီမီထရီပက်စကော့ကဆိုပါတယ်။ နှစ်နိုင်ငံတနမန်ဆက်ဆံရေးကိုပြန်ထိန်းသိမ်းဖို့တမရနှူရဲ့ဆန္ဒနဲ့အညီအချင်းယူကြိုးပမ်းရမှာဖြစ်ကြောင်းလက်ရှိမှာတမရနှူကဆက်ဆံရေးတွေကိုပြန်လည်ထိန်းသိမ်းဖို့ပြင်ပြတဲ့ဆန္ဒရှိတဲ့အတွက်အကောင်းဆုံးအမကန်ချက်ရှိပါတယ်လို့ဒီမီထရီပက်စကော့ကပြောပါတယ်အမေရိကန်နဲ့ရုရှားကြားနောက်တစ်ကြိမ်ထိတွေ့ဆက်ဆံမှုပြုလုပ်မဲ့နေဆွဲကုနဲ့ပုံစံအနေထားကိုတော့မကြောက်မီထုတ်ပြန်မယ်လို့ကရမလင်ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ခရိုင်နဲ့ပူတင်ကြားဆွေးနွေးမှုတွေပြီးတဲ့နောက်မှာနော်ခရိုင်နဲ့ဇလန်စကီတို့ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်ဒီဖုန်းဆက်ဆွေးနွေးမှုတွေဟာပြည်သူ့ဘောဆောင်ပြီးကောင်းမွန်ခဲ့တယ်လို့ဇလန်စကီကပြောပါတယ်စစ်ပွဲရဲ့ဆိုင်းရေးဆွေးနွေးဖို့ကောင်းမွန်ပြီးပြည်သူ့ဘောဆောင်နဲ့ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ခဲ့တယ်လို့သမ္မတထရန်ရောယူကရိန်းသမ္မတဇလန်စကီကပါတည်တည်ပြောပါတယ်ထရန်ဟာရုရှားသမ္မတပူတင်နဲ့နှစ်နာရီကြာဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက်တနေ့မလ19ရက်နေ့မှာဇလန်စကီနဲ့တနာရီကြာဖုန်းပြောခဲ့ပါတယ် ဒါဟာဖေဗူလာကွန်ပိုင်းတော့ကအင်ဖြူတော်မှာလူသိရှင်ကြားစကားများခဲ့ပြီးတဲ့နောက်ထရန်စလန်စကီကြပထမဆုံးချိန်တိုက်ရိုက်စကားပြောဖြစ်ခဲ့တာပါထရန်ဟာရုရှားနဲ့ယူကရိန်းတို့ရဲ့စစ်ပွဲကိုရက်ဆိုင်ဖို့ကနဦးခြေလှမ်းဖြစ်ရပ်ပေါင်း30ကြာပြည့်ခတ်ရက်ဆဲထားဖို့ပူတင်ကိုအဆိုပြုပေမဲ့ရုရှားသမ္မတကပယ်ချခဲ့ပြီးယူကရိန်းရဲ့စွန့်ရင်ဆိုင်ရာခြေကအဆောက်အအုံတွေကိုမတိုက်ခိုက်တော့ဘူးဆိုတဲ့ကတိကိုပဲပေးခဲ့ပါတယ် ဒါပေမဲ့ Trump ပြည်တော်ဖုံးပြပြီးနိုင်ပြီးပိုင်းခြားမှာရုရှားနဲ့ယူကရိန်းတို့ဟာပြန်လည်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါသေးတယ်။ Trump ဟာလူမှုကွန်ရက်ပေါ်မှာရေးသားမှာတော့ Zelensky ကို online ကနေဖုံးခေါ်ခဲ့တာဟာရုရှားနဲ့ယူကရိန်းကြားစစ်ပွဲရဲ့ဆိုင်ရေးကိစ္စညှိနှိုင်းဖို့နှစ်ဖက်လုံးရဲ့တောင်းဆိုမှုတွေနဲ့လိုအပ်ချက်တွေအကြောင်းဆွေးနွေးဖို့ဖြစ်တယ်လို့ပါပါတယ်။လောလောဆယ်ပြည့်ရဲ့သဘောတူညီမှုမရသေးပေမဲ့အထောက်အမှုတွေဟာလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုပါတယ်။ ဇလန်စကီနဲ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာအများစုဟာသူနဲ့ပူတင်ပြောခဲ့တဲ့ကိစ္စတွေလို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ဆွေးနွေးမှုနဲ့ပတ်သက်လို့ပိုသေးစိတ်ကြရတဲ့အကြောင်းအရာချုပ်ကိုအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကထုတ်ပြောခဲ့ပြီးထရန့်ဟာယူကရိန်းနဲ့ဥရောပကနေတဆင့်နေကြောင်းကောက်ွယ်စနစ်တွေပုံမလက်ခံရရှိဖို့အကူအညီပေးရေးသဘောတူခဲ့တယ်ဆိုပါတယ်။မဂိုရူဘီယိုဟာနိုင်ငံခေါင်းဆောင်တွေစင်ကဲပြောင်းလဲနေတဲ့စစ်မြေပြင်ခြေနဲ့ပတ်သက်လို့ပိုပြီးနီနီကကအချက်လက်တွေဖလှယ်ဖို့ကြိုးပမ်းပြုခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်တွေရဲ့အသေးစိတ်လောက်ထုံးလို့နေလို့တော့ sorry နိုင်ငံမှာနှစ်ဖက်ကိုယ်စားလှယ်တွေဆက်ဆွေးနွေးကြမယ်ဆိုပါတယ်ဇလန်စကီကလည်း train နဲ့ဆွေးနွေးမှုဟာအပြုသဘောဆောင်ပွင့်လင်းပြီးလက်တွေ့ကျတယ်လို့လူမှုကွန်ရက်မှာရေးထားပါတယ်အမေရိကန်ပြည်သူတွေနဲ့အတူသမရ train နဲ့အတူအမေရိကန်ရဲ့ခေါင်းဆောင်မှုအောက်မှာအထွန်းရှိတည်မြဲတဲ့ငြိမ်းချမ်းရေးမျိုးခုနှစ်တွင်မှာတဲ့အကောင့်ထဲပေါ်မယ်လို့မိမိယုံကြည်ကြောင်းဇလန်စကီကပြောပါတယ် ခန်းနဲ့ဆွနွေရမှာလောလောဆယ်ရုရှားတပ်တွေကထိန်းချုပ်ထားပေမဲ့ယူကရိန်းကပိုင်တဲ့ဇာပိုရိရှားနျူကလ িয়ার တအားပေးစင်ကိုပိုင်ဆိုင်ခွင့်ကိုအမေရိကန်ကလက်လွဲလူယူရေးဖြစ်နိုင်ခြေတွေလည်းပါဝင်တယ်လို့ဇလန်စကီကမှတ်ချက်ပေးပါတယ်ဥရောပရဲ့အကြီးဆုံးတအားပေးစုံကြီးပြန်လည်ပတ်နိုင်ဖို့နှစ်နှစ်လောက်အချိန်ရွက်မှာဖြစ်ကြောင်းဇလန်စကီကဝန်ခံခဲ့ပြီးအဲ့ဒီစုံဟာယူကရိန်းအတွက်ရောဥရောပအတွက်ပါအရေးကြီးတဲ့စွမ်းအင်ရေးရာအခြေခံအဆောက်အအုံလို့ထောက်ပြပါတယ် ထရိုင်းနဲ့ပူတင်တို့ဆွေးနွေးသဘောတူထားတဲ့အချိန်ယူကရိန်းကရုရှားရဲ့စွန့်ရင်မြည့်ထလန်ပိုင်းစိတ်ကံအစရှိတဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ရုရှားဘက်ကအဲ့ဒီသဘောတူညီချက်ကိုစာချိုးဖောက်တာနဲ့ယူကရိန်းကလည်းလက်တုံးပြန်မှုဝင်လေးနေမှာမဟုတ်ဘူးလို့သတိပေးပါတယ်။ထရိုင်းနဲ့ပူတင်တို့ဖုံးပြောပြီးမှတော့ပူတင်ရောဇလန်စကီကပါအခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေရပ်တန့်မှုသဘောတူကြောင်အသေးစိတ်ထုတ်ပြောခဲ့ပေမဲ့ နှစ်ဖက်လုံးကတိုက်ခိုက်မှုတွေဆက်ကျူးလွန်နေကြောင်းပြန်လည်ဆွဆွဲပြစ်တင်ထားကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဂါဇာကိုအစ္စရေးမြေပြင်တပ်တွေပြန်လည်ဝင်ရောက်လာတယ်ဆိုပါတယ်။ဂါဇာကမြောက်မှာစစ်စင်ရေးတွေပြန်လည်စတင်လာခဲ့ပြီးတဲ့နောက်ခုခါအစ္စရေးစစ်တပ်ဟာဂါဇာကိုမြေပြင်တပ်တွေပြန်လည်ဝင်ရောက်စေပါတယ်။ဂါဇာမှာအစ္စရေးစစ်တပ် IDF နဲ့ Hamas ပျောက်ကြားဖွဲ့တို့ကြားပစ်ခတ်ရစဲသဘောတူညီချက်စတင်တောင်းဝင်ခဲ့ပြီးနှစ်လပြည့်တဲ့ မလ19ရက်နေ့မှာအစ္စရေးခြေလင်တပ်တွေနဲ့တင်ကားတွေကဂါဇာကိုဝင်ရောက်လာတာဖြစ်ပါလေ။အလီမတိုင်ကနေရကတဲ့ကအစ္စရေးဟာဂါဇာမှာ လေကြောင်းကနေပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့ပါလေ။ဂါဇာကိုအစ္စရေးမြေပြင်တပ်တွေပါပြန်ဝင်လာပြီးဖြစ်တာကြောင့်ပြည့်ခက်ရစဲရေးသဘောတူညီချက်ဟာစပီးထိမ့်သိမ့်မှုအခက်အခဲဆုံးဆင့်ရောက်သွားပါလေ။ဒီလိုပြည့်ရသဘောတူညီမှုပြတ်လွနီးပါဖြစ်တာနဲ့ပတ်သက်ပြီးအစ္စရေးနဲ့ဟာမတ်တို့ကအပြန်အလှန်လက်ညှိုးထိုးဆွဆွဲဖြစ်တည်နေပါလေ။ အစ္စရေးကဟာမတ်စ်တွေဟာလက်ရှိဖမ်းဆီးထားစေအစ္စရေးတစားကနေလွှတ်ပေးဖို့တောင်းဆိုတာအကြိမ်ကြီးပဲခဲ့တယ်လို့ဂျောင်းဝင်ညှိနှိုင်းပေးမဲ့ကလန်ဂျက်မှန်သမျှကိုလည်းပယ်ချခဲ့တယ်ပြောပါတယ်ဟာမတ်စ်တွေကလည်းအစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုဟာအပြည့်ရဲ့သဘောတူညီချက်ကိုတစ်ဖက်သက်ဖျက်ဆီးပစ်ခဲ့သူလို့ရှုတ်ချပြီးအခုအခါအစ္စရေးတစားကနေရဲ့လုံခြုံရေးဟာအမခံချက်မရှိတော့ဘူးလို့တုံ့ပြန်ထားပါတယ် အစ္စရေးပြည်တပ်ဖွဲ့တွေကဂါဇာတောင်ပိုင်းနဲ့အလယ်ပိုင်းကိုဝင်ရောက်ပြီးစစ်ဆင်လှုပ်ရှားမှုတွေစတင်နေပါပြီ။ဂါဇာမှာပြန်လည်ဖြန့်ကျက်ခဲ့တဲ့ကြီးကြပ်တွေဟာဂါဇာတောင်ပိုင်းရဲ့အလယ်ပိုင်းကိုစီးချထားတဲ့လုံခြုံရေးဆောင်ထားရှိဖို့ရည်ရွယ်လှုပ်ရှားနေတာလို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဟာမတ်စ်ဘက်ကအပြည့်ရဲ့သဘောတူညီမှုပြည့်ပြည့်သွားပြီလို့တိကျမပြောသေးပဲ။ဒီလိုခုလိုအစ္စရေးရဲ့မြေပြင်စစ်ဆင်ရေးတပ်တွေဝင်လာတာဟာ ပြောရမယ်ဆိုရင်တော့အနေအရန်ကြီးတဲ့ချိုးဖောက်မှုပဲလို့ဟာမတ်စ်ကရှုတ်ချတာပါပဲ။ဂါဇာနဲ့အစ္စရေးစစ်စင်တကြောင်လူပေါင်း80ကျော်တေခဲ့တယ်လို့ဂါဇာပြည်သူ့ကာကွယ်ရေးရဲဖက်ခေါင်းဆောင်တွေကပြောပါတယ်။အဲ့ဒီတည်းက90လောက်ဟာဂါဇာမြောက်ပိုင်းနဲ့အလယ်ပိုင်းကဖြစ်ပြီးကျန်20လောက်ကတော့တောင်ပိုင်းကဖြစ်ပါတယ်။ဂျိုးဘိုင်ဒန်ရဲ့အမေရိကန်သမ္မတသက်တမ်းတော်ဆုံးနေ့ရက်တွေမှာညှိနှိုင်းပေးခဲ့မှုအရာအစ္စရေးနဲ့ဟာမတ်စ်တို့ဟာဇန်နဝါရီ16ကစလို့ပြစ်ခတ်ရဆဲခဲ့ပါတယ်။အဲ့ဒီညှိနှိုင်းမှုသဘောတူညီကြွေးကြရအစ္စရေးဟာ နဇာရင်ဇင်ကြံလို့ခေါ်ပြီးဂါဇာကိုတောင်နဲ့မြောက်ပိုင်းခြားရရာမဟာဗျူဟာနယ်မြေတွေကဆုတ်ခွာပေးခဲ့ပါလေ။ခုတော့အစ္စရေးဟာအဲ့ဒီနယ်မြေကို ပြန်ထိန်းချုပ်ဖို့စံလုံနေပါလေ။ဂါဇာနဲ့မှာအစ္စရေးလက်ကြောင့်တခိုင်မှုကြောင့်လူ400ကျော်သေဆုံးခဲ့ပြီးစစ်ပွဲကာလတချောင်းတရက်တာအသေးပြောက်အများဆုံးနေတဲ့ကတစ်ခုဖြစ်စီးရင်ဝင်ခဲ့ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ရုရှားနဲ့ယူကရိန်းတပ်တွေကြားစစ်တုံးမှန်ရာချီခင်းလှည့်ခဲ့ပါတယ်။ရေဂန်သမ္မတထရန်နဲ့ရုရှားသမ္မတပူတင်တို့ဟာ ယူကရိန်းစစ်ပွဲရဆိုင်ကိစ္စဖုံးဆက်ဆွနစ်ခဲ့ပြီးနောက်တနေ့မှာတော့တုံပဲလဲလဲမူစီစဉ်အကောင့်ထဲပေါ်လာတာဖြစ်ပါလေစစ်စစ်ပေါင်းစစ်တုံပဲ382ဦးကိုနှစ်ဖက်ကြားလဲလဲခဲ့တယ်လို့အာနာပိုင်းတွေကတည်ပြပါလေပူတင်ကရုရှားနဲ့ယူကရိန်းဟာတစ်ဖက်ကိုတုံပဲ185ဦးစီလဲလဲမှာဖြစ်တယ်လို့တရားပြင်းထန်ရထားတဲ့စစ်သည်23ဦးကိုလည်းပြန်လွှဲပြောင်းမယ်လို့ကြေညာထားပါလေဒါမဲ့စစ်ဖြစ်နေတဲ့နှစ်နိုင်ငံရဲ့မြောက်ပိုင်းနယ်စပ်ဒီနေရာမှာတုံပဲလဲတဲ့အခါ ဒဏ်ရာရစစ်သည်22ဦးကိုပြန်ပို့ခဲ့တယ်လို့ပဲရုရှားဘက်ကပြောပါတယ်။ဘာကြောင့်တယောက်ရော့တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ယူကရိန်းသမ္မတဇလန်စကီကလည်းတုံပဲလဲလဲမှုဖျက်မြောက်ခဲ့တာကိုတည်ပြုပြီးယူကရိန်းလက်ကိုခြုံထားတဲ့စစ်သည်တွေတချို့ကလည်းဂျိုင်းတောက်တွေနဲ့လမ်းလျှောက်ပြန်လာကြပုံတွေလူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။ပြန်လောလာသူတွေဟာစစ်တပ်နဲ့ကြစုံတဲ့ဒေသလိုက်ကာကွယ်တပ်တွေကအဆုံးလင်းရောနှောပါနေပါတယ်။ခုတော်မဲလဲလဲမှုဟာ စစ်ကလာတလျှောက်အရေးအတွက်အများဆုံးလဲတဲ့မှုဖြစ်လာကြောင်းဇလန်စကီကဆိုပါတယ်။ယူကရိန်းကပြန်ရောက်လာတဲ့စစ်မှုထမ်းတွေကိုချာနေဟိမှာရှိတဲ့စေယုံတွေစီအများပို့ခဲ့ပါတယ်။၃နှစ်ကျော်ကြာစစ်ပွဲတလျှောက်၃ပွဲလဲလဲမှုတွေနဲ့အိမ်ပြန်နိုင်ခဲ့တဲ့ယူကရိန်းစစ်သည်အရေးအတွက်လေတော့တော့ကျော်ရှိပြီဖြစ်ပါတယ်။ရုရှားဆိုရကခုလို၃ပန်းလဲလဲမှုအထမြောက်ခဲ့တာဟာ UAE နိုင်ငံရဲ့ဈာဝင်စစ်ဆေးပေးမှုကြောင့်ဖြစ်တယ်လို့အတိအမှတ်ပြပါတယ်။ UAE ကရုရှားနဲ့ယူကရိန်းကြား၃ပန်းလဲလဲမှု2022ကစပြီးဈာဝင်ကူညီပေးနေတာပါ ခန်ဟာပူတင်နဲ့ဖုံးပြခဲ့ခြင်းမှာယူကရိန်းနဲ့ရုရှားကြားရက်30ကြာပြည့်ခတ်ရက်စရည်အတွက်ညှိနှိုင်းဖို့ကန့်လန့်ခဲ့ပေမဲ့ပူတင်ကပယ်ချခဲ့ပြီးနှစ်ဖက်ကြားစွန့်ရင်ဆိုင်ရာခြေကံစောင့်တွေလေကြောင်းတိုက်ခိုက်မှုတွေမလုပ်သင့်ဘူးဆိုတော့သဘောတူညီချက်ကိုသာလက်ခံပါတယ်ခန်ဟာအဲ့ဒီနောက်ပိုင်းမှာဇီလန်စကီနဲ့လည်းဖုံးပြခဲ့ပြီးမြေကြီးဆွေးနွေးမှုလုပ်ငန်းစဉ်ဟာလမ်းကြောင်းမှာပေါ်ရောက်နေတယ်လို့ယုံကြည်ကြောင်းပြောသွားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် နာမည်ကျော် Google က Starlink နဲ့ပြိုင် Internet ကုမ္ပဏီတစ်ခုခွဲထွက်လိုက်ပြီလို့သိရပါတယ်။ Starlink ကိုရှင်ပြိုင်မဲ့ Internet ကုမ္ပဏီတစ်ခုကို Google အောက်ကနေထွက်ရှိလာပါတယ်။ Tara ဆိုတဲ့ဒီကုမ္ပဏီဟာ Google မြေတောင်မြောက်ပေးထားတဲ့ Internet Project ဖြစ်ပြီးခုကလွတ်လပ်တဲ့ကုမ္ပဏီဖြစ်ခွဲထွက်တော့မှာပါ။ Tara Project က Google ရဲ့ Internet မိုးပြမှုပေါင်း Project Long ကနေမြေဖြားခံနေဆိုပါတယ်။ Long အတွက်ပူပေါင်းတွေလွှင့်တာက အစိုးရဘက်ကရောဥပဒေသမားတွေကပါလက်မခံရကလည်းဒီ loan project ပြတ်သွားခဲ့ပြီး tower project ကို Google ကပံ့ပိုးလာတာပါ Siri 8 Capital ကလည်းရမုံဝင်နဲ့ထောင်ထားတဲ့ tower မှာ Google Alphabet က minority stake လို့ခေါ်တဲ့ကံမီဆုံးဖြတ်ချက်တွေချပိုင်ခွင့်မရှိတဲ့အ ਨੇ စုရှယ်ယာပါရှင်ဖြစ်ဆက်ပါနေဦးမှာပါတာရာမာ၃နှစ်နီးပညာကလေးစားနီးပညာသုံးပြီးချက်လက်တွေပို့လွတ်တာပါတာရာမာကလမ်းမီတန်ရွယ်စားရှိတဲ့ Tower Library ဆိုတဲ့ ကျိုးမဲ့ဆက်သွယ်ရေးတိုင်နေရှိပါတယ်။ဒါ library တွေက user ရဲ့ web traffic ကို laser beam တစ်ခုမှာ encode လုပ်ပြီးစနမိုင်ကျော်အကွာအဝေးကနောက် terminal တစ်ခုကို20 gbps နဲ့ထပ်ပို့ပါတယ်။လိုင်းဆွဲရငိမို့ data တွေနဲ့ laser beam တွေကို lens နဲ့ sensor တွေပါတဲ့ chip နဲ့ထိန်းထားပါတယ်။ဒီ chip ကလိန်ထုတ်တဲ့ ammeter ရာပေါင်းများစွာပါတယ်။ x-ray တစ်ခုကိုသုံးပြီးတော့ laser beam ကိုထုတ်တာပါ။ ။နောက်သစ်ထွက်မဲ့တာရာချစ်မှာဆိုရင်အမီတာထောင်ကြီးပါမှာဖြစ်တယ်။ဒါကြောင့် bandwidth ကစည်းတတာပုံမြင့်လာမယ်လို့လည်း Google ကပြောပါတယ်။တက်ဆင်စည်းကလည်း fiber line နဲ့ခြားနာတဲ့ပုံမြင့်ဆန်ပြီးစည်းပို့တတာမယ်ဆိုပါတယ်။လောလောဆယ်ဒီကုမ္ပဏီဝန်ထမ်း24ဦးရှိပြီးနိုင်ငံဆက်လက်နိုင်ငံမှာဝန်ဆောင်မှုလည်းပဲနေပါတယ်။ Starlink တို့ဂျိုတူကလည်း internet beta မဟုတ်ပေမဲ့ခြေလက်နယ်ပယ်ဈေးကွက်တွေကိုပြင်မှတ်ထားတာကျင်းတော့တူပါတယ်။ကမ္ဘာ့ထင်တော်နဲ့ Mahesh Krishna Swami ကတော့ Tara က Starlink antenna ထက်30သူတွေစီ bandwidth အစတရာမဟုတ်တော့ဆယ်စားပို့ပေးနိုင်ပြီးဈေးလည်းအများကြီးတက်တောင်ပဲလို့ပြောထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကမ္ဘာအားကောင်းဆုံးတက်ရှူကင်မရာကိုတရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးလိုက်ပြီးဖြစ်ပါတယ်။တရုတ်နိုင်ငံကသိပ္ပံပညာရှင်တွေဟာကမ္ဘာအားကောင်းဆုံးတက်ရှူကင်မရာတစ်မျိုးကိုတည်ဆောက်ထားနိုင်ပါတယ်။ Synthetic Aperture Lidar SAR နည်းပညာကိုတောင်းပြီးတိဆောက်ထားတဲ့အဲ့ဒီသရှုကင်မရာဟာမိုင်60ကျော်မှရှိတဲ့လူတူရဲ့မျက်နှာပြင်သေးစေးကိုတော့ရယူပေးနိုင်ပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေကအဲ့ဒီသေချိုကင်မရာစနစ်ကိုတောင်းပြီးတရုတ်မြောက်ပိုင်းချင်ဟိုင်းရေကန်ရဲ့တပ်ဖက်ကမိုင်ပေါင်း63မိုင်အကွာမှာရှိတဲ့အရာတွေကိုတော့မှစမ်းသပ်ထောက်လွှင့်ခဲ့ပါတယ်။စမ်းသပ်မှုအရာ SA သေချိုကင်မရာစနစ်ဟာချင်ဟိုင်းရေတပ်ဖက်ကအရာတွေကိုတနက်တမ39လက်မထီရှိတဲ့အသေးစိတ်တောင်ထောက်လွှမ်းနိုင်ပါတယ်။ SA သေချိုကင်မရာဟာဂျိုးတူတွေမှာတက်ဆင်သုံးမယ်ဆိုရင်ကမ္ဘာအကောင်းဆုံးသေချိုကင်မရာစနစ်ဖြစ်မှာပါ။တရုတ်က2023ဒီဇင်ဘာမှာလွှတ်တင်ခဲ့တဲ့ ဂျိုဒူးမှာတက်ဆင်ထားတဲ့ကင်မရာစနစ်ဟာ Indo-Pacific ဒေသတစ်ခုတစ်ခွင်လုံးမှာရှိတဲ့ကားတစ်စီးရွယ်ဆန်းရှိတဲ့အရာမှန်သမျှရဲ့ရွေးရှားမှုကိုတော့မှခြေရကန်စောင့်ကြည့်နိုင်တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဒေသတွင်းပကြီးပြပေါ်ဒီမှာဝင်ရောက်ပြတ်တက်ခွင့်ရပြီးပကြီးကားဝရောင်းချနိုင်တဲ့ရှင်းနေရွယ်ပကြီးဆီယာမာလေးကြောင်းပြောချင်ပါတယ်။ဖြစ်တဲ့နိုင်ငံမှာအသက်ရှင်းနေရွယ်ပကြီးဆီယာမာလေးဟာဒေသတွင်းပကြီးပြပေါ်မှာဝင်ရောက်ပြတ်တက်ခွင့်ရခဲ့ပြီးပကြီးကားချက်တွေမှာရောင်းချနိုင်ခဲ့ပါတယ်။ပကြီးဆီယာမာလေးကီဗင်ကိုပါဟာ ၅နှစ်ရွယ်ကဆက်ပြီးခဲပကြီးဆွဲခဲ့တာပါ။အင်္ဂလန်နိုင်ငံတော်နောက်ပိုင်းကကန်ယွန်းနယ်မြို့တွေကိုမိသားစုနဲ့တူအလဲပတ်သွားတဲ့အခါတွေ့ရတဲ့မြင်ကွင်းတွေကိုပုံညာရေးလေးရှိပါလိမ့်။မိဘနှမလုံးကတပုတ်ပညာရှင်တွေဖြစ်လို့ Kevin Gobert ဟာငွေငယ်ကလေးကစံသစ်တည်ထွင်မှုနဲ့အမှုပညာကိုအစဉ်အမြဲထိတွေ့ခွင့်ရခဲ့ပါလိမ့်။ Kevin Gobert ရေးဆွဲထားတဲ့ပုံတွေကိုမိခင်ကလူမှုကွန်ရက်ပေါ်တင်ခဲ့ပြီးနောက်သူ့လက်ရာတွေလိုသိများလာပါလိမ့်။ Kevin Gobert ဟာရှုခင်းတွေကိုတပ်ပုတ်ရက်ပြီး အဲ့ဒီတပ်ဖွဲ့ကိုကြည်ကရေးဆေးပကြီးကားတွေရေးဆွဲလိရှိပါတယ်ကေဗင်ကိုပတ်ရဲ့ကိုတော်ပကြီးပြပွဲကိုတက်ချီမော်ရက်စ်ပကြီးပြကမ်းမှာကျင်းပလျက်ရှိတယ်လို့သိရပါတယ် AB 29ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်